ီဘရယ်တွေအားကောင်းတဲ့နေရာကြီးမှာဂျပန်ကိုဂျပန် first policy နဲ့ဂျပန်ရဲ့ရင်ကျေမှုဂျပန်ရဲ့အမျိုးကာကွယ်ရှောက်ရှောက်ဖို့သူက conservative person ဖြစ်လာတယ် conservative person ကပြန်လေဥဆောင်တော့မှာဆိုတော့လူတွေကလည်းအားကျတာပေါ့ခုထိတော့အားကျတာပေါ့ဒါပေမဲ့အလောက်ကဘယ်အတိုင်းတာထိလုံနိုင်မလဲဆိုတော့မသိသေးဘူးဒီမှာကြည့်ပါအောင်2012ကနေ2020တုန်းကဂျပန် prime minister အရန်နာမည်ကြီးတဲ့လူသူ့နာမည်မြင့်သွားတယ်ဒီလူတစ်ယောက်ကလွေးလို့ ဒီမှာကြည့်2020ကနဲ့2021က promise တာတယောက်နော်2021ကနဲ့2024က promise တာတယောက်2024ကနဲ့2025က promise တာတယောက်အခု2025ကလည်းရှိချင်တယ်မြို့သမီးဆိုတော့ဂျပန်နိုင်ငံရေလောကမှာလေခဏခဏ promise တာတွေကအလုံးလောက်တာစီမပီလို့အကောင့်ထဲမှာပို့နိုင်လို့ဆိုပြီးမှခဏခဏဖြူချရတယ် ခဏခဏပြောင်းရတယ်ဗော Japan has had 5 prime ministers in 5 years governments have struggled to survive 5 prime minister in 5 years ဗောနော် public trust has collapsed ဆိုတော့ Japan မှာကျွန်တော်တို့အဓိကပြောရမယ်ဆိုတော့ Japan မှာနိုင်ငံရေးသမားတွေကလည်းပြည်သူလူထုရဲ့ယုံကြည်မှုတွေကိုအားတောက်ွေသွားပြီဗောတောက်ွေသွားပြီဆိုတော့ငါးနှစ်မှာ Japan prime minister ငါးဦးအပြောင်းလဲလို့ကြားတယ်ဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်ကွာနေတာမှမဟုတ်တာ ဂျပန်နိုင်ငံကြီးကရှောက်ထွေးနေတယ်ပေါ့အခုတခါကြီးစိနိုင်တခါကြီးအမျိုးသမီးကဥဆောင်တော့မှာဆိုတော့ကမ္ဘာ economic အကြီးဆုံးငါးခုမြောက်မှာပါနေတဲ့နိုင်ငံကြီးกว่า Trump နဲ့သူတွေတွေ့ဖို့လုပ်နေတယ်ဆိုတော့ဒီအမျိုးသမီးကြီးကရောဂျပန်တွင်ကိုတကယ်ပဲအချင်းနဲ့အားရလောက်အောင်ခေါင်းဆောင်နိုင်ပေါ့မလား Chinese Prime Minister တော်တော်များများကဂျပန် first policy ကိုမလုပ်တဲ့ခါကျတော့ လူတွေရဲ့ယုံကြည်မှုကိုပျောက်ကွေသွားတာပေါ့ဗျာအခုနောက်ပိုင်းနိုင်ငံရေလောကမှာဒီအစ်တလေးတွေထွက်လာတဲ့ခါကျတော့သူတို့ကလည်းဂျပန်လူမျိုးကူစားရမယ်ဂျပန်နိုင်ငံကူစားပေးရမယ်ဂျပန်ယဉ်ကျေးမှုကူစားပေးရမယ်ဆိုပြီးနိုင်ငံရေလောလာတဲ့ခါကျတော့လူတွေကအရင်သဘောကျလာတယ် conservative person ကပြန်လေဥဆောင်တော့မှာဆိုတော့လူတွေကလည်းအားကြတာပေါ့ခုထီတော့အားကြတာပေါ့ဒါမဲ့အလောက်ကဘယ်အတိုင်းတာထီလုံနိုင်မလဲဆိုတော့မသိသေးဘူး